အားလုံးပဲမင်္ဂလာပါဗျာ။ final သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြည်တို့ file ရတော့16ရက်6လ2025ဒေါအောင်ဇန်းစုကြည်မွေးနေ့ကိုစုတောင်းထားတဲ့ရုပ်သံပြည်တို့ file ပတ်သက်ပြီးပြောလာတဲ့ကြိုဆိုနောက်ပြီးတော့ကြောက်ယူသတင်းတွေကိုတင်ပြလာတဲ့ကြိုဆိုရဲ့ရုပ်သံပြည်တို့ file ကိုပြန်လည်မျှဝေပေးလိုက်ပါရခင်ဗျာ။ ဒီမှာကျွန်တော်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာဒီနေ့ဇော်လာ၁၈ရက်နေ့ထူးခြားတဲ့သတင်းကိုအောက်လို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပမာဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဒေါ်ဆန်းစုကြည်မွေးနေ့အတွက်ဒီစုတောင်းမှုရုံးတန်ဖိုင်အားလုံး၈000ခန့်ရရဲဆိုပြီးတော့ဒီစစ်သွေးကြောအုပ်စုတွေကထုတ်ပြန်နေတာတွေ့ရတယ်လှုပ်ဆောင်နေတာတွေ့ရတယ်ပြီးသွားရင်လည်းပဲကျွန်တော်တို့ဒါပန်းတပိတ် ပြီးရင်ကျွန်တော်တို့အင်ဂျီအပြာဝတ်စင်တပိတ်လောက်ကြဖို့စော်နေရလဲတွေ့ရတယ်အဲ့တော့ဒီပြည်တွင်းမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီလိုလှုပ်ရှားမှုတွေကိုပါတယ်ပါမယ်ဆိုရင်ဝင်ပြီးတော့ပါမယ်ဆိုရင်ကြုံတွေ့တာအနေနဲ့အရာတွေကကျွန်တော်အကြပ်ဖတ်မှုနဲ့ပတ်သက်တဲ့ဥပဒေနဲ့အမှုဖွင့်အရေးယူချက်ခံမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကပါခြင်းမပါခြင်းကကိုင်ကန်ရှင်နေနဲ့ပဲဆိုင်တယ်ဒါကကျွန်တော်တို့ကဖြစ်လာနိုင်မဲ့အနေအထားကိုကျွန်တော်တို့ကတင်ပြပေးတာဖြစ်တယ်အဲ့တော့ဒီဆက်ကြောအုပ်စုတွေကတော့ဒေါန်ဆန်းစုကြည်ရဲ့ဒါအသက်80ပြည့်မွေးနေ့ဖြစ် မွနေမွနေအဖြစ်ပေါ့ဗျာတို့ဒီ granite ဆိုင်ချေချိုးဖို့အတွက်ရုပ်သားမှာ8000ရထားတယ်ပေါ့ရုပ်သားမှာ8000ရထားတာရထားတယ်ပေါ့တော့တောင်ဆုံးကြီးမွနေပေါ့ဗျာအနေနဲ့ရမှရှိတဲ့အဲသူ့ချစ်တဲ့သူတွေကရုပ်သားမှာ shoot down တဲ့အားလုံးကျွန်တော်တို့8000ပတ်လဲရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကအဲ့ဒါကဘာထူးလဲဆိုဘာမှမထူးဘာမှမထူးဘာသူတို့ရွေချက်ကဘာလဲဆိုတော့ဒီဒေါအောင်ဆန်းစုကြည်ကိုအကြောင်းပြုပြီးတော့ဒီပြည်တွင်းမှာမငြိမ်မသက်မှုတွေဖြစ်အောင်လုပ်တာခင်ဗျာတတိရှိပြီခင်ဗျာပြည်ပအော်မနေနဲ့ခင်ဗျာအဲ့ဒီပြည်တွင်းနဲ့လာအော်လိုက်နောက်ဆုံးခင်ဗျာဒီထားမြောက်ကနေစက်ဘက်နေစက်ကနေဝင်ဝင်ပြီးတော့အမကျွန်တော်ကင်မီနဲ့ကငါတို့អော်တယ်ကွာဆိုអော် လှုပ်စော်ရဲကွာလှုပ်စော်လှုပ်စော်ရဲသူအားလုံးကပြည်ပြေးလေးပဲပြည်ပမာကြီးပဲပြည်ပအကောင်လေးပဲအဲ့တော့သူတို့ရဲ့ဒီထုတ်ပြန်တဲ့ဒီဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့ဆူတောင်းတဲ့ရုပ်သားမှာအားလုံး၈000ရတယ်လို့သူတို့ကထုတ်ပြန်လာတယ်ကျွန်တော်အဲ့ဒီဟာလေးကြည့်တော့ကျွန်တော်ဘာလို့သွားပြီးသတိရလဲဆိုတော့လွန်ခဲ့တဲ့၁၀နှစ်ကျော်ကာလကိုကျွန်တော်ရှေ့ဆက်သွားလိုက်မယ်ခင်ဗျားတို့အားလုံးမှတ်မိပါလိမ့်မယ်ခင်ဗျားတို့လက်မှတ်မိမယ်လို့ထင်ပါတယ်အဲ့ဒါကကျွန်တော်2014ခုနှစ်မှာပြုလုပ်တဲ့ NLD ပါတီနဲ့လေဥက္ကုကိုကြီးတော့ဗျာငိမ့်ပွဲမှာအဲ့ကျွန်တော်ငိမ့်ပွဲဥက္ကုကြီးမသေးသေးဘူးပြုလို့မှာပဲရှိသေးတယ်ဥက္ကုကြီးဥဆောင်ပြီးတော့ နေရဒေတာတီးအတီးတီးမှာလေးသုံးချောက်ပြည့်စည်နေတို့လောက်ကြတယ်ဟောပြောပွဲတွေလောက်ကြတယ်လေးသုံးချောက်ပြည့်စည်နေလောက်ကြတယ်တထောင်ရှစ်ဖွဲ့စည်းပုံတွေကဒီလေးသုံးချောက်ပြည့်စည်တွေတို့လက်မှတ်တွေကောက်တယ်ဆိုပြီးတော့တနိုင်ငံလုံးလောက်တယ်ခင်ဗျားတို့မှတ်မိပါလိမ့်မယ်လမ်းစုံလမ်းကွာတွေမှာလောက်တယ် NLD ပါတီစိုင်းဘုတ်ကြီးနဲ့ရွှေဖြစ်အတဲကြီးတွေနဲ့လောက်ကြတယ် NLD ပါတီရုံးတွေမှာလောက်ကြတယ်ခရိုင်ရုံးတွေမြို့နယ်ရုံးတွေမှာလောက်ကြတယ်နောက်ဆုံးတို့ဒေသရှင်ဝဲလောက်တာကတော့ဒီရွှေကုန်းတိုင်းတော်ဝင်နေစီအဲ့မှာလောက်ကြတယ်ပြီးရင်ကျွန်တော်တို့88ရုံးကမှာလောက်ကြတယ်88ဆိုတာကကျွန်တော်တို့ငိမ့်ပွင့်ပေါ့ဗျာငိမ့်ပွင့်ဆိုတာက ဂျော်ဆိုရဲ့ဒီအထောက်ပံ့ခံလူတွေပေါ့ဗျာအဲ့ဒီအဲ့ဒီအုပ်စုတွေဒီဘလက်ကိုင်းတော့အုပ်စုတွေဥကုကြီးမသေးသေးဘူးအဲ့ဒီချိန်တော့ဥကုကိုလည်းပါဥကုကြီးလည်းပါတယ်ဒေသချုပ်ပြင်စီထဲမှာအဲ့ဒီလှုပ်ရှားမှုကကျွန်တော်2014ခုနှစ်မေလ29ရက်နေ့ကနေပြီးတော့ဇူလိုင်လ19ရက်နေ့ထိလှုပ်တာ19ရက်နေ့ထိလှုပ်တယ်အဲ့တော့အဲ့မှာသူတို့ထုတ်ပြန်တဲ့အခါမှာလက်မှတ်အားလုံး5တန်းရတယ်လို့ပြောတယ်5တန်းရတယ်လို့ NLD ပါတီကလည်းထုတ်ပြန်တယ်ငိမ့်ပွဲ့အဲ့ဒီချိန်တော့ငိမ့်ပွဲ့ဥကုကိုကြီးတို့မင်းကိုနိုင်တို့အုပ်စုကလည်းထုတ်ပြန်တယ်ဥကုကြီးမသေးသေးဘူးသွားမေးကြည့်လိုက်ဥကုကြီးနောက်မှမေးရအောင်မယ်ဥကုကြီးအဲ့ဒီလက်မှတ်တွေပဲရောက်သွားလို့ကျွန်တော်တွေ့နေတော့မေးပါအောင်မယ် လက်မှတ်၅တန်းရခဲ့လက်မှတ်၅တန်းရပြီးတော့အဲ့ဒီလက်မှတ်တွေကို2014ခုနှစ်နိုဘာလ13ရက်နေ့မှာပြည်အောင်စုလွှတ်တော်မှာဦးဝင်းမြင့်ကအရေးကြီးဆိုတင်တယ်အဲ့ကျွန်တော်ဦးဝင်းမြင့်ကပြည်သူလွှတ်တော်ကိုယ်စားလှယ်ပေါ့ဗျာဦးဝင်းမြင့်ဆိုတာကလက်ရှိခင်ဗျားတို့ရဲ့တမန်တော်ကြီးဆိုသူပေါ့တမန်တော်ကြီးဆိုသူဦးဝင်းမြင့်ပေါ့လက်ရှိတော့သူလည်းသူလည်းထောင်ထဲမှာပေါ့အဲ့ဒီဦးဝင်းမြင့်ကနေအဆိုတင်တယ်အဲ့ဒီလက်မှတ်၅တန်းတော့ခင်ဗျဖွဲ့စည်းပုံအခြေခံဦးတွေပြင်ဆင်ပြီးတော့လက်မှတ်၅တန်းတော့ခင်ဗျဘယ်ရောက်သွားလဲဘယ်ရောက်မှမသိဘူ ဘယ်ရောက်မှန်းကိုကျွန်တော်တို့ကျွန်တော်တို့ကဒီညမှာတင်ပြနေတာက NLD ကဒီလိုမျိုးကျွန်တော်တို့ကပြက်ရပြက်နိုင်ငံရေးလှုပ်ရှားမှုတွေကိုရှေ့ကလည်းလုပ်ခဲ့တယ်ယနေ့ဒီလည်းရှေ့ကတော့မလုံနိုင်ပေမဲ့အငွေလေးတော့သူလိုက်လုံတယ်ဆိုတာပြောတာတနည်းအားဖြင့် NLD ပါတီလှုပ်တက်တာကသူတို့ကလူထုကိုလမ်းမပေါ်ဆွဲတင်တာတိုင်းပြည်တိဆောက်တိုင်းပြည်ညီညွတ်တဲ့သူတို့ဘယ်တော့မှမလုပ်ခဲ့တဲ့အဖွဲ့အစည်းမဟုတ်ဘူးသူတို့လှုပ်ခဲ့တာသူတို့လှုပ်တက်တာသူတို့လုံနိုင်တာကလူထုကိုလမ်းမပေါ်ဆွဲတင်တဲ့နိုင်ငံကိုသူလုပ်ခဲ့တယ်နောက်ဆုံးကပြလူထုကိုလက်နက်ကင်လမ်းစီတွေပါသူဆွဲတင်ပလိုက်တယ်ဆွဲတင်ပလိုက်တယ်အဲ့ဒီအချိန်တော့ကပြလက်မှတ်၅တန်းပဲရောက်သွားတယ်ပဲရောက်သွားတယ် ထို့တူပါပဲဒေါ်စားသူကြီးရဲ့ကျွန်တော်တို့ဒီကချင်ပြည်နယ်မြေကြီးနားကိစ္စမှာအာကျွန်မကျွန်တော်တို့အစိုးရဖြစ်ရင်မြေစုံစာချုပ်တွေချပြမယ်ဆိုပြီးတော့မဲဆွယ်ခဲ့တယ်လေနောက်ဆုံးသူတို့ရဲ့ငါးနှစ်မှာဒီမြေစုံစာချုပ်နဲ့ပတ်သက်ပြီးတော့ဒီစုံစမ်းစစ်ဆေးကော်မရှင်တစ်ခုလောက်ပဲဖြစ်ခဲ့တယ်ဖြစ်ခဲ့တယ်အဲ့ဒီဟာနဲ့ပတ်သက်ပါမှဖြစ်ခဲ့ဘူးသူတို့ကလူထုကိုလမ်းမပေါ်ကိုဆွဲတင်တဲ့နိုင်ငံကိုကျွန်တော်တင်ပြတာခင်ဗျားတို့ရဲ့လွန်ခဲ့သော10နှစ်ရှစ်မှာ2014ခုနှစ်မှာ2014ခုနှစ်မေလ20ခုနှစ်မှာစတယ်၄၃၆ဖွဲ၄၃၆ပြင်ဆင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်တိုင်းပြည်နယ်အလိုက်မြို့တွေအလိုက်ခြေရွာတွေအလိုက်လမ်းမကောက်ခိုင်နေလောက်ခဲ့တယ် အဲ့ဒီအချိန်မှာလည်းဘာမှမဖြစ်ခဲ့ဘူး။အာသူတို့ကလည်းအချိန်မှာအာဒါနိုင်ငံတကာကိုတင်ပါလို့ကုလသမဂ္ဂကိုတင်ပါလို့တောင်းတင်ပါမြောက်တင်ပါလို့ပြောခဲ့တယ်။နောက်ဆုံးတော့လည်းပြီးသွားတာပဲ။ NLD ပါတီကသူကနိုင်ငံရေးကိုတပွဲလို့တွေပဲလုပ်ခဲ့တာ။ခင်ဗျားတို့ရဲ့ရှေ့မှကြည့်လိုက်2021ကာလနောက်ပိုင်းမှာအာ UN တပ်တွေကကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ဒီမြို့ဝကိုရောက်နေတာတို့ပင်လယ်ဝကိုရောက်နေတာတို့အမေရိကန်ရေးသားတင်မို့ရောက်နေတာတို့ခင်ဗျားတို့អော်ခဲ့တာပဲလေ။ပြီးရင်ခင်ဗျားတို့လောက်ပါတော်လန်ရေးကတစ်နှစ်ပဲကျန်တော့တယ်လို့6လပဲကျန်တော့တယ်လို့လမ်းများအားလုံးနေပြီးတော့တို့လို့လက်ရှိတော့လမ်းများအားလုံးကနေပြီးတော့မို့တော့ လမ်းများအားလုံးဩစတြေးလျတို့လမ်းများအားလုံးဘယ်နိုင်ငံတို့ညာနိုင်ငံတို့ဖြစ်သွားပြီလမ်းများအားလုံးတို့လမ်းများအားလုံးနေပြီးတော့လည်းမဟုတ်တော့ဘူးနေပြီးတော့ပဲစိတ်ဝင်စားလို့ဗျာနေပြီးတော့ကောင်းတဲ့နေရာမှာပြီးပါပဲသွားနေတော့မှာပေါ့လမ်းများအားလုံးတတိယနိုင်ငံတို့ဖြစ်သွားပြီဒါကကျွန်တော် NLD ကသူ့ရဲ့ဒီလုံလုံလို့ဆိုပြောပြတာပြီးွားကြတော့တပိတ်တယ်ဗျာနော် NLD ပါတီရဲ့ခင်ဗျာ2021နောက်ပိုင်းမှဒီယနေ့ထိ NLD ပါတီကတပိတ်ပေါင်းများစွာရှိတယ်ဟာထမိန်တပိတ်တွေရောဖြာလိတ်တပိတ်တွေရောပြေးပါနိုးထမိန်တပိတ်တွေရောပြေးပန်းတပိတ်တွေရော ကျွန်သိအများကြီးပဲတပိတ်ဒီဘာမှမလဲမသိဘူးအဲ့တပိတ်ကိစ္စတွေပြီးသွားတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့အယောက်တိုင်းဝင်မှုတော့ကြည်စားမှုဟိုဘာမှုအလူကန်နေအတော့ဘာညာဖို့အလူကန်နေဖြစ်လာတယ်။အယောက်တိုင်းလည်းအလူကန်နေအယောက်တိုင်းကိုသူတို့ဝင်မှမလို့အယောက်တိုင်းလည်းကြည်အလူကန်နေပေါ့ဗျာ။မလေးတိုင်းလည်းအလူကန်နေကုံတိုင်းတိုင်းပြင်းနေလည်းကုံပြီ။နောက်တစ်ပါးဆိုခင်ဗျားတို့ရှင်းပါဆက်ကြည့်လိုက်။ကျွန်တော်ဒီဘက်ကမင်္ဂလာတော်ပါရှိတယ်တပ်မတော်ပါမြေမြေတွေဥပြီးဥပ္ပဇာလာလမ်းနေတူပါလေ။ဒီဒီတပ်မတော်ပါမြေတွေဗျာတပ်မတော်ပါမြေတွေဒီမှလည်းမှရှိတယ်ဒီတပ်မတော်ပါမြေတွေ။အဲ့ဒီမြေကိုရောင်းတယ်ဆိုပြီးရောင်းလိုက်ရသေးတယ်ခင်ဗျားဝယ်တယ်မှခင်ဗျားတို့ပါကြသေးလား။မှတ်မိကြသေးလား။ တော့မှတ်မိကြလေရှင်းပါလေရန်ကုန်မှာရှိတဲ့ဟာဗဲမြေတွေရောင်းတယ်ပေါ့တက်မလို့တက်မလို့ဦးဦးစာရာဘက်နေတူပါအဲ့မှာရှိတဲ့တက်မလို့ရဲ့ပိုင်နေမြေတွေရောင်းတယ်လက်ရှိဒီတက်မလို့တက်စကန်နေဒီရှိတဲ့နေရာတက်မလို့ဆေးုံဒီရှိတဲ့နေရာတို့အခြားနေရာတို့ရောင်းတယ်ဆိုရောင်းလိုက်ကြတယ်ဝယ်ထဲမှာခလာတော့ပါလားအဲ့လိုပဲလောက်တာပဲအခုလက်အခုဒီဒေါ်ဆောင်စီကမွေးနေဗျာမွေးနေတော့သူတို့ကရုပ်တာပါရှင်းတော့ဘာဖြစ်ရမလဲဘာဖြစ်ဘူးရှင်းပါလေလို့ပဲဘာဖြစ်ဘာဖြစ်ဘူးခင်ဗျာစိတ်ကူးကြီးမှာဘာမှလည်းဖြစ်တာအကြောင်းမရှိဘူးဒီအဒီဒီအဒီဒီအန်အဒီအုပ်စုတွေနဲ့ပြည်ပအုပ်စုတွေကတော့ဘာလို့နိုင်ငံရေးကိုခင်ဗျာသူတို့ထင်တာကတောင်ပြိုးပွဲလို့ထင်နေတာ နိုင်ငံရေးတောင်မျိုးဝဲမဟုတ်ဘူးတော့နိုင်ငံရေးကစားဆိုတော့တောင်တောင်မျိုးဝဲလို့ကစားလို့မရဘူးဟိုလက်ရှိကမြ NLD ပါတီကဒီပြည်ပအုပ်စုတွေကြီးလိုက်ဒေါ်အောင်ဆန်းစုကြီးလည်းမပါအောင်နောက်သူတို့ရဲ့လုပ်တဲ့နိုင်ငံရေးကတောင်မျိုးဝဲအစ်စ်လောက်ပဲရှိတယ်တောင်မျိုးဝဲဆိုကမြသိရမလားကာကြလေခုံကြလေဘသူတွေကလည်းဘသူတွေခုံလဲအဲအဲအဲ့လိုနေတာပဲရှိတယ်ကျွန်တော်ကဒီမှာရှိတဲ့အဲ့မှာရှိတဲ့ဟိုကားခဲ့သူတွေကျွန်တော်စော်ကားမှာမဟုတ်ဘူးသူတို့နားလဲနေရတယ်ကျွန်တော်ကချိန်ချိန်ထိုးပြတာနိုင်ငံရေးဆိုတာတောင်မျိုးဝဲမဟုတ်ဘူးလုတ်ချိန်နိုင်လို့လို့မရဘူး ဘာမှမထူးပါဘူးအခုကလည်းတော်စန်းစုကြည်အမွေးနေ့ရုပ်သက်ပိုင်း၈၀၀၀ခန့်ဆိုတော့ဘာမှမထူးဘာမှမထူးလဲဆိုတဲ့ကိစ္စကိုကျွန်တော်တင်ပြတာခင်ဗျာ၈၀၀တော့ဗျာ၄၃၆ပြည်စင်းနဲ့ပတ်သက်ပြီးတော့လက်မှတ်အားလုံး၅၀၀တောင်ရခဲ့သေးတယ်လက်မှတ်၅၀၀ခင်ဗျားတို့တေချာပြန်စစ်စားကြည့်လိုက်ခင်ဗျားတို့ကလက်မှတ်ထိုးတယ်မှာပါခဲ့တာမသိဘူးအဲ့လိုရှိခဲ့တယ်ဘာမှမဟုတ်ဘူးသူကနိုင်သူတို့ကနိုင်ငံရေးဆိုတာကျွန်တော်တောင်မြုံပွဲလောက်ပဲတောင်မြုံပွဲလို့လုပ်နေတာတောင်မြုံပွဲလောက်ပဲသူတို့အဆင်ပြေဒီဒီတောင်မြုံပွဲလောက်ပဲသူတို့အဆင်ပြေဒီတဲ့ချေချေပြဘာဘာမှမတွေးနိုင်ဘာမှမခေါ်နိုင်ဘူးဘာမှမခေါ်နိုင်ဘူးပြီးတော့မှဒါလည်းဘာမှမဟုတ်ဒါလည်းဘာမှမဟုတ်အဲ့တော့ဒီတော်စောင်းရဲ့မွေးနေ့နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ ခင်ဗျားတို့ဗာလဲပန်းတပိတ်အင်ဂျင်ပြတပိတ်လောက်ရဲတဲ့လူလောက်လောက်တာနဲ့ခင်ဗျားတို့အကြမ်းဖက်မှုတိုက်ပြိုက်ဥတွေနဲ့ဆက်ဆက်တဲ့ဆက်ဆက်ဥတွေနဲ့ခင်ဗျားတို့အရေးကြီးမှာလောက်ရဲလူလောက်တော့ဒါတော့ကျွန်တော်လက်မှတ်ငါးသန်းကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတင်ပြပေးတာဒုတိယလေးကိုဆက်ပြီးတင်ပြပေးပါမယ်ဒါတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမဲဆောက်မဲဆောက်မြို့မှာဒီဒီဒီမနီယာဆက်ပြီးတော့မနီယာဆက်ပြီးတော့ကျွန်တော်တို့တရားမဝင်တရားမဝင်ရွှေပြောင်းနေတိုင်းတဲ့သူတွေကိုဖမ်းနေတယ်ပြီးကျွန်တော်တို့ထိုင်းစွာရဲ့ဒီကန့်သက်ထားတဲ့သူတို့ရဲ့နိုင်ငံသားတွေကိုအကဝယ်ပေးထားတဲ့အလုံး28မျိုးရှိတယ်အဲဒီ28မျိုးထဲမှာဝင်ရောက်လောက်ကိုင်းတဲ့နိုင်ငံသားတွေကိုဖမ်းဆီးတဲ့စီမံချက်ချစနိုင်ပြီ မနေ့ကစတယ်ပေါ့အနေ့ကစတယ်တော်တော်လေးလက်မိတယ်ပြောတယ်တော်တော်လေးမိကြတယ်အဲ့မှာကျွန်တော်တို့ဟိုထက်တိရတာကအဲ့မှာကျွန်တော်တို့သုံးမောင်းတဲ့လူတွေဖမ်းနေတယ်ပြီးရင်ကျွန်တော် e bike စီးတဲ့လူတွေဖမ်းနေတယ်ဖမ်းနေကြတာလက်ရှိလဲကျွန်တော်တို့ဒါမနေ့ကဖမ်းမိသွားလို့ပြောတယ်တော်တော်လေးဖမ်းမိသွားတယ်အဲ့မှာကျွန်တော်ဖမ်းမိတဲ့သူဆိုရင်လုဖို့ဆိုရင်ကျွန်တော်ငါးတောင်ဘက်ကနေပြောငါးတောင်ဘက်တိပေးရမယ်ပြီးသွားရင်ကျွန်တော်တို့အလုံးလုံးခွင့်နှစ်နှစ်ထိုင်းနိုင်ငံတော့မှဝင်ရောက်ပြီးအလုံးလုံးခွင့်နှစ်နှစ်ဆိုင်းငံခံရမယ်ပြီးတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံပြန်ပို့ခံရမယ်ပြန်ပို့ခံရမယ်အဲ့လိုအခြေအနေရှိပါလေတဲ့ပြီးရင်ကျွန်တော်အလုံးရှင်ရတော့ဗျာကျွန်တော်တို့ဒါသူတို့က ဘတ်တောင်းကနေဘတ်တသိန်းကြီးပေးချရမယ်တဲ့ပေးရင်ကျွန်တော်တို့အလုံးသမား900ခွဲ့၃နဲ့ပိတ်ပိတ်ချခံရမယ်တဲ့လက်ရှိတော့ဒီဆက်မဲ့စီမံကကျွန်တော်ကထိုင်းလောကထိုင်းနဲ့ထိုင်းလောကရဲ့ပြင်ထိုင်းလုံလုံးတက်ဖို့ဝင်နေပြင်ထိုင်းရဲ့ဒီဌာနဆိုင်ရာတွေပူပေါင်းပြီးဖမ်းနေတယ်တဲ့ညီမတွေတော်တော်များများဖမ်းကြည့်ခံရတယ်ထိုင်းနိုင်ငံမှာကမြအလုံး29မျိုးရှိတယ်။အဲဒီမှာကျွန်တော်တို့ဥတွေဝန်ဆောင်မှုတွေဟိုတယ်ခီဟိုတယ်ဝန်ဆောင်မှုပြီးကျွန်တော်တို့အဲအဲလမ်းညွန်ဝန်ဆောင်မှုတွေပါတယ်ပြီးလက်မှုပညာဝန်ဆောင်မှုတွေပါတယ်ပြီးအထက်လေးလုပ်ငန်းတွေပါတယ်ပြီးကျွန်တော်တို့ဒီပန်းတမော့တွေပါတော့ဗျာအဲအဲ့တော့အဲအဲ့လိုဟာတွေပါတယ်ပြီးအများပါတယ်29မျိုးအလှအလှပြင်းတဲ့ဟာတွေလည်းပါတယ် အလားအလားပြင်နေသူတို့ခွင့်ပြုမရှိလို့လို့မရအောင်တိုင်းမှာလို့ဥပဒေအရအကောက်ဝဲပြန်29မျိုးရှိတယ်အဲ့ဒီမှာမြန်မာတွေလုံနေတာလည်းရှိတယ်အဲ့ဒီအရအေးယူတာအေးယူပါလက်ရှိတော့ကျွန်တော်တို့မနေ့ကစပြီးအေးယူနေပြီအေးယူနေကြပြီအမမှတ်တမ်းနေရဆိုရင်ကျွန်တော်တို့မှတ်တမ်းနေရဆိုရင်မှတ်တမ်းနေရဆိုရင်သူတို့တော်တော်များနေပြီနော်ထောင်ထဲရှိရှိတယ်ပြီးခဲ့တဲ့ကာလမှာထောင်ထဲရှိရှိခဲ့တယ်ဖန်စီရဖန်စီချင်းခံရတာမြန်မာနိုင်ငံလည်းဖန်စီချင်းခံရတာအဲ့နောက်တစ်ခါကျွန်တော်တို့အခြေအနေတစ်ခုထပ်ဆက်ပါမယ်ဒါတော့မလေးရှားနိုင်ငံပဲဆက်ပါမယ် မလေးရှားနိုင်ငံရဲ့ဒီမီဒီယာတွေကနေဖော်ပြထားတဲ့အခြေအနေတွေပြပါမယ်အဲ့တော့မလေးရှားနိုင်ငံကနေပြီးတော့ဒီပြည်နေနံပေးလိုက်တဲ့တမှာမြန်မာနိုင်ငံသားအားလုံး3000ဆယ်ပါတယ်ဆိုပြီးတော့မလေးရှားမီဒီယာတွေဖော်ပြထားတယ်အားလုံးသူတို့ပြည်နေနံပေးတာကနိုင်ငံသားအားလုံး1000နဲ့1800နဲ့တယောက်သူတို့ရဲ့ဒီမီဒီယာတွေမှာဖော်ပြထားတာအဲ့မှာကျွန်တော်မြန်မာက3000ပါတယ်ဆိုပြီးတော့ဇွန်လဇွန်လ16ရက်နေ့ထုတ်ကျွန်တော်ဒီမလေးရှားနိုင်ငံရဲ့မီဒီယာတွေမှာဖော်ပြထားတယ်အဲ့ဒီလူတွေကဒီမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ကွာလာလမ်ပူမြို့မှာကျွန်တော်တို့ဝေရောက်နေထိုင်နေတဲ့တရားမဝင်နိုင်ငံသားတွေကိုဖမ်းဆီးတာပါတဲ့ဖမ်းဆီးပြီးတော့သူတို့ပြင်းထန်ပေးတာဖြစ်ပါတယ်တဲ့ လက်ရှိလက်ရှိတို့ဒီပြန်ပြီးတော့ပြင်နေနေပြလိုက်တဲ့မှာနိုင်ငံသားတွေမှာမြန်မာနိုင်ငံသားက390ပါတယ်အိန္ဒိယက103ပါတယ်အင်ဒိုနီးရှားက662ပါတယ်ဘင်္ဂလားဒေ့က309ထိုင်းက120ပါတယ်တရားနဲ့ဆက်ပါကြတယ်အဲ့တော့ကျွန်တော်တို့ဒီ G2G ပေါ့အစိုးရချင်းချိန်ပြီးတော့တို့လွှဲပြောင်းပေးတယ်လက်ရှိကကျွန်တော်တို့ဒီမလေးရှားရဲ့ကျွန်တော်တို့ဒီအသီးသီးမှာပေါ့တို့ရဲ့ကန့်နေတရားဝင်နိုင်ငံသားတွေကိုဖမ်းဆီးထားတဲ့ကန့်နေအသီးသီးမှာမြန်မာနိုင်ငံသားတွေထောင်ပေါင်းများစွာဖမ်းဆီးခံထားရဆဲရှိတယ်လက်ရှိဒီဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့လက်ရှိခင်ဗျားတို့ပြောတဲ့တပ်မတော်အစိုးရနာဆာကအစိုးရကြီးကဒီလူတွေလုံးမြောက်ရွေးလက်ရှိလုပ်နေတယ် ဒါခင်ဗျားတို့အရှိတရားပဲကြိုက်ကြိုက်မကြိုက်ကြိုက်ခင်ဗျားတို့ကြိုက်ဖို့မလို့အဲ့ဒီမှာရှိတဲ့အဲ့ဒီကျွန်တော်လက်ရှိမလေးရှားမှာရှိတဲ့ကန်ထဲမှာရှိတဲ့မြန်မာနိုင်ငံရဲ့လုံမြောက်ရေးအရေးကြီးတယ်သူတို့ကြိုက်ဖို့လို့ခင်ဗျားတို့ကြိုက်ဖို့မလို့လက်ရှိနာဆာကအဆိုကလုပ်နေတယ်ပြီးခဲ့တဲ့2017ကာလမှာလည်းဒီတက်မတော်ကနေပြီးတော့မလေးရှားမှာကျွန်တော်ဖမ်းဆီးခံထားရမြန်မာနိုင်ငံသားတွေပြန်ပြီးလုံမြောက်ရေးအထွတ်ကျွန်တော်တို့တက်မတော်ရေးရင်နေနဲ့များစွာကျွန်တော်ခေါ်ဆောင်လာခဲ့တယ်လက်ရှိလည်းကျွန်တော်တို့ဒီလူတွေလုံမြောက်ရေးလက်ရှိလုပ်နေတယ် ခင်ဗျားတို့ညီပိန်းနဲ့အကြိုက်ကိုပြောတာမဟုတ်တကယ်ဖြစ်စဉ်အကြိုက်ဒီဖြစ်စဉ်ကိုပြောတာလုံးမြောက်ဖို့ပဲလုပ်တယ်ခင်ဗျားတို့လည်းမကဲနိုင်ဘူးအဲ့တော့ဗါနေဖုန်းလက်ကဗါလည်းပြီးခဲ့ရက်ကခင်ဗျားတို့လည်းသိပါတယ်ဟိုအမေရိကန်မှာရှိတဲ့မြန်မာနိုင်ငံသားတွေတစုံတရာအခက်အခဲရှိပါက NGO ကိုဆက်သွယ်နိုင်ပါတယ်ဟိုလက်ရှိခင်ဗျားမဲဆောက်မဲဆောက်မှာရှိတယ်မဲဆောက်မှာလက်ရှိထိုင်းအာဏာပိုင်းကဖမ်းနေပြီနေဖုန်းလက်တော့ခင်ဗျားပြေးနေရပြီလားခွေးပြေးပြေးနေရလားမသိခွေးပြေးပြေးနေရလားဗျတော်ပြီအခုကြီးတောင်းကြီးလိုက်ဟိုမလေးမလေးရှားပါလေတော်ပြီအခုကြီးတောင်းကြီးရရမလားလို့ရမလားလို့တောင်းကြီးလိုက်ပါတော့လက်ရှိကျွန်တော်မလေးရှားမှာမလေးရှားမှာကျွန်တော်တို့ဖမ်းဆီးခံရရတဲ့ကန့်နေမှာဖမ်းဆီးခံရရတဲ့မြန်မာနိုင်ငံသားတွေလွတ်မြောက်ရေးအတွက်လက်ရှိနာဆာကအစိုးရကအစွမ်းကုန်လုပ်နေတယ် အစွမ်းကုန်လုပ်နေတယ်။လက်ရှိလည်းကျွန်တော်တို့အားလုံးမြန်မာနိုင်ငံသား120ဦးကိုလည်းလက်ရှိဒီမလေးရှားအစွမ်းကနေမြန်မာနိုင်ငံအစွမ်းကို G2C ဒါလွှဲပြောင်းပေးမှာဖြည်းဖြည်းပေးမှာဖြစ်ပါတယ်။နောက်တစ်သေးဝက်ဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့ကျွန်တော်တို့ကလေးကြောက်ကလေးမိပါတယ်ပေါ့။ကလေးမိပါတယ်ပတ်သက်တဲ့ဒီသတင်းတပုတ်ကိုတင်ပြပေးချင်ပါတယ်။အဲ့ဒါကကျွန်တော်လှိုင်းလာလို့နေရာမျိုးပြီးရင်ကျွန်တော်တို့တောင်တကုံမြောင်းတကုံအဖျားပိုင်းမှာနေရာမျိုးတွေပေါ့ဗျာ။ဒီနေရာမျိုးမှာဒီနေရာမျိုးတွေပြီးရင်ကျွန်တော်အခြားသောဒေသတည်တည်မှာပေါ့ဗျာ။တနည်းအားဖြင့်ဒေသတည်တည်မှာပေါ့။မြန်မာလူမျိုးတွေကနည်းနည်းလေးစီဝိုင်းလေးနဲ့အဆင်ပြေလာပြီဆိုရင်ဗျာ။စီဝိုင်းလေးအဆင်ပြေလာပြီသူရဲ့သားတွေသမီးတွေကိုမင်းကလေးတွေဆိုရင်လည်းပဲကျွန်တော်တို့ ဒါလက်ဆွဲလေးတွေဆင်ပေးတာတွေနကလေးတွေဆင်ပေးတာတွေဆွဲရိုးလေးတွေဆင်ပေးတာတွေဆင်ပေးကြတယ်ယောက်ျားလေးဆိုလည်းဒီဆွဲရိုးလေးတွေဆင်ပေးကြတယ်နကလေးတွေဆင်ပေးကြတယ်လက်ဆွဲလေးတွေဆင်ပေးကြတယ်အဲ့ဒါတွေကကျွန်တော်တို့ကိုသားသမီးရဲ့အန်ဒီကိုမိဘကိုယ်တိုင်ဖိတ်ခေါ်ပေးနေတာကိုသားသမီးတွေအသက်အရွယ်ချင်းချောက်ခံရဖို့တော့မိဘတွေကိုယ်တိုင်ဖိတ်ခေါ်ပေးနေတာတော့ကျွန်တော်တို့လက်ရှိကာလကတိုင်းပြည်မှာကျွန်တော်မငြိမ်မသက်မှုတွေဖြစ်လာခဲ့ကြတော့ဖြစ်လာတဲ့အခါကျတော့အဒေတာတီးတီးကနေပြီးတော့ကျွန်တော်တို့ဒါမျိုးပြတွေကိုပြောင်းရွှေ့မှုတွေလုပ်လာတယ်ပြီးရင်ကျွန်တော်မိမိအရက်ဒေတာကိုပြောင်းရွှေ့မှုတွေလုပ်လာတယ်လုပ်လာတော့အဲ့ဒီလူတွေနဲ့ပါလာတဲ့ ဒါဒလေးစရိုက်တွေကအဲ့ဒီလူတွေရောက်လာရင်ကကူဆက်တယ်အဲ့မှာကျွန်တော်တို့ဒီသူတို့ရဲ့အဲကျွန်တော်ဒူးစရိုက်မှုတွေပါသူဒူးစရိုက်မှုတွေစသဖြင့်ပေါ့ဗျအများကြီးပါတာပေါ့ပါတဲ့ခါမှာတို့တို့မှကျွန်တော်တို့ချိုးသောကိစ္စတွေမှာဝိုင်းရီတွေ့ဖြစ်ရှင်းမှုလိုတာတွေသူတို့ကိုယ်တိုင်ကျွန်တော်တို့ဒီမိုးရီတောက်စားဖို့အတွက်လိုတဲ့အခါကျမှအဲ့ဒီခလေးငယ်တွေရဲ့ဒီပိုင်ဆိုင်တဲ့ဒီငကတ်တွေကိုတို့အတင်းအာမဖမ်းမယ်ဖမ်းပြီးတော့ခလေးကိုတတ်တယ်တက်ပြီးတော့ရွှေတွေလူလာတယ်ငကတ်ရွှေတွေလူလာတယ်လက်စွပ်တွေလူလာတယ်ဆွဲကြိုးတွေလူလာတယ်ငကတ်တွေလူလာတယ်လုတ်လုတ်တယ်အဲ့ကြမှာကျွန်တော်ကလေးငယ်တွေအသက်ပေသွားကြတယ်အသက်ပေးရတယ်ရဲဆက်ဆက်တက်ဖြတ်ချင်ခံခဲ့ရတယ်ခလေးငယ်တွေကလည်းဘာခုခံနိုင်ပါလဲ ဘာဘလို့မှမခုခံနိုင်ဘူးလေခင်ဗျာလည်းအသက်ခင်ဗျာအသက်ခင်ဗျာဘလို့ပဲဖြစ်ဖြစ်အသက်16နှစ်မပြည့်သေးတဲ့အရွယ်တော့ကောင်းကောင်းကြီးခုခံနိုင်မှာမဟုတ်ဘူးဒါကြောင့်မိဘတွေအနေနဲ့ဒါလေးကိုကျွန်တော်စဉ်းစားစဉ်းစားခြင်းပါတယ်အဲ့လိုမှမဝင်နဲ့ငါ5%ငါ5%ငါတာသမီးငါလောက်ပြည်တာကွာလောက်ပေါ့လောက်ရလေခင်ဗျာခင်ဗျာတာသမီးတွေပဲခံမှာပဲလက်ရှိဖြစ်နေတာကကျွန်တော်တို့ဒီရှိမှအဲ့လိုမျိုးမိဘတွေကနေပြီးတော့ကလေးငယ်လေးကိုရွှေလို့ရွှေလို့ကျွန်တော်တို့ဒီလက်ဒီရွှေလို့လက်စွပ်လို့ဆွဲကြလို့စင်ပြီးလို့တိတ်ဆုံးခဲ့ရတဲ့အသက်ခံလိုက်ကလေးငယ်အများကြီးရှိတယ်ခင်ဗျားတို့က channel 1နဲ့နေရရင်ပြဿနာမရှိဘူး အဲဘေးမှာခင်ဗျားတို့သာသမီနဲ့နောက်မှာကျွန်တော်တို့ဒီလုံခြုံရေးဖြစ်တရားနှစ်ယောက်ရှိရင်ပြဿနာမရှိဘူးဒီလိုမျိုးအဆုံးပြားမှနေရဆိုရင်ခင်ဗျားအရင်ပြဿနာရှိတယ်ဒါကြောင့်ကျွန်တော်တို့မိဘတွေအနေနဲ့လည်းဒီကလေးငယ်တွေကိုမိကလေးငယ်တွေကိုရွှေတွေဆေးပြတဲ့အခါမှာမိမိပတ်ဝန်းကျင်အခြေအနေကိုမိမိသိဖို့လိုတယ်တနည်းအားဖြင့်ကျွန်တော်လိုင်သာလိုလိုင်သာမျိုးလိုနေရာမျိုးတွေလိုင်သာမှာခင်ဗျားအဖျားပိုင်းလိုနေရာမျိုးတွေတော်တော်ဆိုးပါတယ်ပြီးရင်ကျွန်တော်တို့ဒီဘက်ကမြို့သက်တွေပေါ့တောင်တကုံမြောက်တကုံစသဖြင့်တာကီတာကိုအဖျားပိုင်းတွေအဲ့ဒီဒေသတွေမှာကျွန်တော်ဖြစ်လိဖြစ်တာရှိတယ်အခြားသောနေရာတွေမှာလည်းဖြစ်လိဖြစ်တာရှိတယ်။ဥပမာတစ်ခုအနေနဲ့ကျွန်တော်တို့ခုတပြရမယ်ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးဒေသကြီးမဲဒီလာမြို့နယ် ကုငယ်အုပ်စုစံပြတန်းတန်းကြည့်ပါမှာအဲ့မှာရှိတဲ့သုံးတန်းကျောင်းသူလေးတယောက်တက်ဖြတ်ခံပြီးတော့အလောင်းဆုပ်ပြခြင်းခံခဲ့ရတယ်အလောင်းဆုပ်ပြခြင်းခံခဲ့ရတော့ကျွန်တော်တို့မိဘတွေရောရှာတော့ဗျာရှာတဲ့ကမှာနောက်ဆုံးဒီဒီကြည့်ပါမှာစံပြတန်းတန်းကြည့်ပါမှာနေထိုင်တဲ့စိုးမင်းအောင်တဲ့သူ့ရဲ့ဇနီးဖြစ်တဲ့သူလင်းစာနေကျော်တို့ကဒီခလင်းငယ်ရဲ့နဂတ်ကိုနဂတ်ကိုခုနကသုံးတန်းကျောင်းသူရဲ့နဂတ်ကိုဖြုတ်ပြီးတော့ခလင်းငယ်ကိုတက်ဖြတ်လိုက်တယ်ဒါဒီကျွန်တော်တို့ရှေ့မှာဖြစ်ခဲ့ပါတယ်အဲ့ဒီတရားခံကိုတော့ကျွန်တော်တို့ဒါဇွန်လ7ရက်နေ့မှာကျွန်တော်တို့ ဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါကသူ့ရဲ့ထွက်ချက်တွေကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်အဲ့မှာဗာပြောလဲဆိုတော့အတက်ခံတဲ့ကလေးမလေးကသူတို့သားနဲ့ဆော့ဖို့တော့ခေါ်တယ်ပေါ့ဗျကလေးကအင်းနီနာချင်းတွေပေါ့အင်းနီနာချင်းဖြစ်တော့ကအင်းနီနာချင်းဖြစ်တော့ကသုံးနှောင်းကျောင်းသူလေးကသူ့ရဲ့အင်းနီနာမှာရှိတဲ့ကလေးငယ်သူတို့ဆော့တယ်ပေါ့ဆော့ကြတယ်နောက်ပိုင်းမှာခုနကခုနကကျွန်တော်တို့ခုနကကလေးရဲ့မိဘတွေကကောင်မလေးရဲ့ဒီငကတ်တွေကိုဖြုတ်တယ်ဖြုတ်တဲ့ခါမှာဗက်လက်တွေတုတ်တယ်ပေါ့နောက်ဆုံးကျွန်တော်တို့ကလေးကအသက်ရှူချက်ပြီးတော့တေသွားတယ်တေသွားပြီးရနောက်ပိုင်းမှာတေသွားပြီးရနောက်ပိုင်းမှာကျွန်တော်တို့ကလေးကိုကလေးကိုကျွန်တော်ကန္နာယာတော်ထဲမှာအလောင်းကိုဆက်လိုက်တဲ့ထိပ်ပြီးတော့စွန့်ပစ်ပလိုက်တယ်တဲ့ အဲ့လိုဖြစ်စဉ်တွေဖြစ်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်မိတ်ဆွေတွေဆင်ခြင်နိုင်ဖို့ပါအသက်ခံတဲ့မိန်းကလေးငယ်ကမိန်းကလေးရဲ့အမိကမနှင်းရည်ဖြစ်ပါတယ်အသက်ကကိုးနှစ်ပါသူကဇွန်လ9နှစ်နေကဇွန်လ9နှစ်ညနေပိုင်းညနေ4နာရီလောက်မှာသူ့အိမ်ကနေပြီးကျွန်တော်တို့အိမ်ဒီနာချင်းမှာရှိတဲ့အိမ်ကိုသွားဆော့ပြီးကစားတာကစားတဲ့အခါမှာသူသွားကစားတဲ့အိမ်ကအမျိုးသားနဲ့အမျိုးသမီးကကလေးငယ်ရဲ့ငကက်ကိုလိုချင်တဲ့အခါကျတော့ဒါကျွန်တော်တို့ပထမချွတ်တယ်ချွတ်တဲ့အခါမှာကလေးကယုံတယ်အဖေကိုတိုင်းမယ်အမေကိုတိုင်းမယ်လှုပ်တယ်နောက်ဆုံးမှကလေးကိုနှာခေါင်းပါးစပ်တွေပိတ်ပြီးတော့ကျွန်တော်တပ်ပလိုက်တော့ဗျာတပ်ပလိုက်ပြီးတော့အလောင်းကိုကျွန်တော်တို့ကဏ္ဍရတော်ထဲမှာသွားဆွန့်ပစ်လိုက်တယ် ကနာတော်ကတော့ဆုံးပြလိုက်တယ်။အဲ့ဒီကလေးငယ်ကကကကအသက်ခံလိုက်ရတဲ့ကလေးငယ်၃နှစ်ရွယ်ကလေးငယ်ကဒီကလေးငယ်တော့အဖွားနဲ့နေရတာ။အဖွားနဲ့နေရတာ။သူရဲ့အဖေနဲ့အမေကအခြားသောအဝေးမှာအလုပ်လုပ်နေတာလေ။ဖခင်မေအတွက်ဘလောက်ရင်ကျိုးလိမ့်မလဲ။သူရဲ့တာသမီးရဲ့ကျွန်တော်တို့ရှေးရတွက်တာသမီးရဲ့ကျွန်တော်တို့ပညာတတ်ကြီးဖြစ်ဖို့သူရဲ့ဘဝကြီးဖြောင်းဖို့ဆိုပြီးတော့သူမိဘတွေကအဝေးမှာအလုပ်သွားလုပ်ကြတယ်ဖေရောမေရောလောက်ပြီးတော့ကျွန်တော်အဖွားနဲ့အိမ်မှာထားခဲ့တယ်။အဖွားနဲ့အိမ်မှာထားခဲ့တဲ့အခါမှာကျွန်တော်တို့ဒီလိုမျိုးအိမ်ဘေးနားကအမျိုးသားနဲ့အမျိုးသမီးကကလေးငယ်ရဲ့ငကလေးရယူလို့မှုနဲ့ကလေးကိုကလေးရဲ့ဘဝအသက်ပါသွားတယ် ဒါကြောင့်ကျွန်တော်တို့ကဒီကိုသားသမီးကိုကအနီးကမဆောက်ရှောက်နိုင်ရင်မဆောက်ရှောက်နိုင်ကလေးငယ်တွေကိုကျွန်တော်ရွှေတွေမစင်ပေးစေချင်ပါဘူးအရန်ကိုအန်ရရှိပါတယ်အရန်ကိုအန်ရကလေးငယ်ဆိုတာဘာမှခင်ဗျာတုတ်ပြန်လို့မရဘူးလေကျွန်တော်တို့ကမှခင်ဗျာကျွန်တော်တို့မတရားလုပ်တဲ့ဆိုကျွန်တော်တို့နားမှာရှိနေတဲ့တစ်ခုခုနဲ့ကျွန်တော်ပြန်တုတ်ပြန်လို့ရတယ်ကျွန်တော်တို့နားမှာရှိတဲ့အရာတွေနဲ့တစ်ခုခုပေါ့ဗျာဘာနဲ့ဆိုကျွန်တော်တုတ်ပြန်လို့ရတယ်ဒီကလေးငယ်တွေမှာကျွန်တော်ဘာမှတုတ်ပြန်လို့မရဘူးထို့တူပါပဲကျွန်တော်ပြီးခဲ့တဲ့ကာလကလည်းဖြစ်ခဲ့ပါတယ်ဒီမေလာတုန်းကမကူးမြို့မှာအနေကနေပျောက်ဆုံးသွားတဲ့ဂရိတ်7ကျောင်းသားလက်တူအသက်ခံရတယ်ပြီးရင်ကျွန်တော်အလောင်းဖြောင်းမှုတွေဖြစ်ခဲ့ပါတယ်ပြီးရင်အခြားသောနေရာတွေမှာလည်းဖြစ်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ ါကိုကျွန်တော်တို့ကဆင်ခြင်ဖို့တနည်းအားဖြင့်ကိုယ့်ရဲ့သားသမီးအသက်မခံရဖို့ကိုကကိုသားသမီးကိုချစ်လို့ငါကလေးဆင်ပြလိုက်တာဒါကကိုကသားသမီးတွေအတွက်ကျွန်တော်အန်ဒီရေကိုအသက်အန်ဒီကိုမိမိကိုယ်တိုင်မွေးတဲ့ဖေနဲ့မအေကိုယ်တိုင်ကဖိတ်ခေါ်တယ်လို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဆင်ခြင်ဖို့တင်ပြပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ပလဲမြို့နယ်ကန်တောက်နေမီယေစကန်နဲ့ကျွန်တော်ဇီးဖြူကုန်းကြည့်ရရဲ့တိုက်ပွဲချင်းတွေတင်ပြပါမယ်အဲ့တော့ကန်တောက်နေမီယေစကန်ကတော့ဇွန်လ2ရက်နေ့ကနေစပြီးယနေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်ထို့သူပါပဲကျွန်တော်တို့ဇီးဖြူကုန်းဇီးဖြူကုန်းကြည့်ရကိုလည်းအစ်သွေးကြွားတွေကဇွန်လ10ရက်နေ့လောက်ကနေစတိုက်တယ်ယနေ့ထိကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ် တော်တော်လေးကိုတိုက်ပွဲဖြစ်ထိုင်နေတယ်အဲ့တော့ကျွန်တော်တို့ဒီပလဲကန်းနောက်အခြေအနေပတ်သက်ကျွန်တော်ပြီးခဲ့တဲ့ရက်တွေကလည်းတင်ပြခဲ့တယ်တင်ပြခဲ့တဲ့အခါမှာကျွန်တော်ဒီကနေ့အခြေအနေပဲတင်ပြပါမယ်ဒီကနေ့မနေ့6ရက်ကအကြမ်းဖက်အုပ်စုတွေကကျွန်တော်တို့ဒီကန်းနောက်နေမြေစကန်မှာရှိတဲ့ဒီတက်တမ်ဘရစကန်ဒီရက်တစ်ခွက်စကန်အေရီယာကိုတို့ဘတ်ဖိုးတွေဒိုစာတွေနဲ့တို့ဝင်တယ်တို့ဝင်လုံးတယ်ပေါ့ခြံကျိုးနားရောက်ဖို့တော့ဝင်လုံးတယ်ပေါ့ဝင်လုံးတဲ့အခါမှာကျွန်တော်တို့ဒီဖက်ကလည်းခုခံတယ်နောက်ပိုင်းမှာကျွန်တော်တို့တက်ကနေပြီးတော့ကျွန်တော်တို့တက်ခိုက်ဖိုင်တာစီးနဲ့လာပြီးရှင်းပလိုက်တယ်ပြီးတော့ကျွန်တော်တို့ဝိုင်တွဲလီနဲ့တောက်လျှောက်ရှင်းတယ်ကျွန်တော်သိရတာပဲဒီကနေ့ပဲကျွန်တော်တို့၃ချိန်၄ချိန်တော့ရှိရဝိုင်တွဲလီနဲ့တောက်လျှောက်ရှင်းတာ ဒီတိုက်ပွဲမှာအကြပ်ဖက်သမားတွေကသူတို့ကိုယ်တိုင်များစွာသေတယ်လို့သူတို့ကိုယ်တိုင်ကိုခံရတယ်။သူတို့များစွာသေတယ်များစွာထိခိုက်တယ်ရတယ်ဒါပေမဲ့သူတို့ဆက်တိုက်မယ်ဆိုပြီးတော့သူတို့ကြိုးကြော်နေတယ်။သူတို့ကိုယ်တိုင်လည်းများစွာသေတယ်များစွာထိခိုက်တယ်လို့သူတို့ကိုယ်ခံရတယ်။ဒီနေ့မှာကျွန်တော်တင်ပြချင်တာကအကြပ်ဖက်အုပ်စုတွေကဒီဒိုစာတို့ဗတ်ဖိုးတို့ကိုအကာအကွယ်ယူပြီးတော့ဒီ second area တွေကိုဖောက်ဝင်တဲ့အရာတွေကကျွန်တော်တို့ရှေ့မှာရှိခဲ့တယ်။ပထမဆုံးကျွန်တော်တို့တွေ့ခဲ့ရတာကဒီစင်ကူးနဲ့စင်ကူးနဲ့ကျွန်တော်တို့မရီယာလမ်းပိုင်းမရီယာကြားမှာရှိတဲ့ကျွန်တော်တို့ရွှေပြည် yes gun ရွှေပြည် yes gun ကိုအကြပ်ဖက်အုပ်စုတွေကသူတို့အမှချက်ပေါင်းများစွာတိုက်တယ်မရဘူး။ ောက်ဆုံးကျတော့တို့ကဒီဘက်ဖိုးတွေဒိုးစားတွေတို့အကောက်ွက်ယူတယ်မောင်းနေပေါ့မောင်းနေအကောက်ွက်ယူတယ်မောင်းပြီးဘေးကနေကွက်ပြီးတော့တို့စခန်းကိုဝင်လုံးတယ်ရှေ့မှာရှိခဲ့တယ်နောက်တဲ့တန်းကအင်းတော်အင်းတော်မှလည်းဒီတပ်မတော်စခန်းကိုအကြမ်းတမလည်းဒီဘက်ဖိုးတွေဒိုးစားတွေအကောက်ွက်ယူပြီးတော့တို့ဝင်လုံးခဲ့တဲ့အနေအထားရှိတယ်အဲ့လိုအနေအကမ်းဘလူးမှလည်းဖြစ်ခဲ့တယ်ကမ်းဘလူးမှလည်းရှိတယ်ဒီလိုမျိုးကျတော့ဘက်ဖိုးဒိုးစားတွေတို့အကောက်ွက်ယူပြီးတော့တက်စခန်းအေရီယာတွေပြည်သူစခန်းအေရီယာဝင်လုံးတာတွေရှိခဲ့တယ် ရှေ့မှာလည်းရှိခဲ့တယ်လက်ရှိအဲ့ဒီအခြေအနေကကျွန်တော်ပလဲကန်းတော့နေမြေစကိုင်းအေရီးယားမှာတို့ဆက်လုပ်တယ်ပေါ့တို့ဒီကနေ့မနေ့အဲ့ဒီလိုပတ်ဖို့တွေဒီဒိုးစာတွေတို့ဝင်ရောက်ဖို့စူးစမ်းတယ်ပေါ့နောက်ဆုံးမရလိုက်ဘူးလက်ရှိတက်မတော်ကျွန်တော်တို့ဝိုင်တွဲဒီနဲ့တောက်လျှောက်ကျဲနေရလို့ကျွန်တော်သိရတယ်ဒီတိုင်ခွင့်မှာအကြပ်သမားတွေများစွာတွေ့တယ်တွေ့တယ်အဲ့မှာကျွန်တော်တို့ဒီအကြပ်အုပ်စုတွေကလည်းတို့ drone air ထပ်ဖြည့်ထားတယ်ဆိုပြီးတော့တို့ဘက်ကနေလှုပ်ဆောင်နေတွေ့ရတယ်တို့ရဲ့ post ဒီမှာပေါ့တို့ဒီကန်းတော်ရောက်ပြီတို့ drone air တို့ထပ်ဖြည့်ထားတယ် drone နဲ့တို့ကျဲမယ်ပေါ့ဗျာအဲ့လိုနေတာတို့ကြွေးကြော်နေတယ်လက်ရှိတက်မတော်ကျွန်တော်တို့ဒီဝိုင်တွဲဒီနဲ့တောက်လျှောက်ရှေ့နေတယ်အဲ့တော့ကန်းတော်ရဲ့ ကမ်းတောက်နယ်မြေစကန်ရဲ့တက်မိုးကတော်တော်ကြီးကြီးတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာရှိတဲ့တက်မိုးသားမြန်မာနိုင်ငံရဲ့တက်ဖွဲ့ဝင်တွေပြည်သူစစ်တွေရဲ့လိုင်ဝေးနှလုံးရေးကကျွန်တော်တို့တကယ်ကိုအသိမှတ်ပြုပါတယ်။အသိမှတ်ပြုပါတယ်။ပြီးတော့ကျွန်တော်ဇီးပြူကုန်ပြည်သူစစ်တကယ်ကိုကျွန်တော်တို့အသိမှတ်ပြုပါတယ်။ပြီးရင်ကျွန်တော်အင်မတီပြည်သူစစ်အသိမှတ်ပြုပါတယ်။ပလဲပလဲမြို့နယ်ကြီးမှာခင်ဗျပလဲမြို့ရဲ့အခြေခင်ဗျမြေပုံလိုက်ကြည့်အခြေပလဲမြို့နယ်ထဲမှာကျွန်တော်တို့လုံလုံလေးစကန်ရှိတဲ့နေရာတွေကခုနကမ်းတောက်တနေရာရဲ့ဇီးပြူကုန်ရဲ့အင်မတီရဲ့ဒီ၃ရွာပဲရှိတယ်။ပြီးရင်ကျွန်တော်ပလဲမြို့ပေါ့၄နေရာပဲရှိတယ်။မြို့ပေါ်ပါမှာ၄နေရာပဲရှိတယ်။ကျန်တဲ့နေရာတွေအားလုံးအကြပ်ဖတ်သမားကြီးထိန်းချုပ်တာလား။ ထဲချုပ်လာတာအဲ့တော့ကန်းတောင်းကတကယ်ကိုစီရေးရမှာဟာပြောကြတယ်ကန်းတောင်းအပွင့်သွားပြီဆိုတော့ခင်ဗျာအကြံဖက်တွေကခင်ဗျာထောက်ဖို့လမ်းကြောင်းအလွယ်တကူပဲဖြစ်ရှင်တယ်လို့ဖြစ်ဖြစ်သွားပြီလက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်မြန်မာနိုင်ငံတက်ဖွဲ့ပြည်သူ့တက်ဖွဲ့ဝင်တွေကလက်ရုံးတွေနှလုံးရတကယ်ကိုအံ့မခံပါပဲအံ့မခံပါပဲဒါကြောင့်ကျွန်တော်တို့ဒီပလဲကန်းတောင်းနေမီစကတိုက်ပွဲပြီးရင်ကျွန်တော်တို့ဇီးပြူကုန်းတိုက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီနိုင်ငံတော်ရဲ့အကြီးအကဲတွေကလည်းတောက်လျှောက်ကိုကျွန်တော်မျက်ချင်မပြတ်စောင့်ကြည့်တယ်ဒါကြောင့်လည်းကျွန်တော်လိုအပ်တဲ့ပြည်ကူစစ်ကူတွေတောက်လျှောက်ပေးနေတယ်အဲ့တော့ကန်းတောင်းရဲ့အခြေအနေနဲ့ပတ်သက်ရင်ရန်သူတွေဘယ်ချိန်စုံမလဲ ဘာလို့ဆက်ဖြစ်မလဲကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကန်းတော့နေမြေစကန်အခြေအနေနဲ့ပတ်သက်ပြီးဆက်ဆက်တဲ့အခြေအနေကိုတင်ပြပေးတာဖြစ်ပါတယ်နောက်ဆုံးသတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ရခိုင်ပြည်နယ်အခြေအနေတင်ပြပါမယ်ရခိုင်ပြည်နယ်ရခိုင်ပြည်နယ်မှာရှိတဲ့ဒီမြို့နယ်အများစုမှာလက်ရှိကျွန်တော်ရေကြီးမှုတွေဖြစ်လာတယ်ရေကြီးမှုတွေဖြစ်လာတယ်ဒီကနေ့မှာပဲကျွန်တော်တို့ဒီရခိုင်ပြည်နယ်တွေကလည်းတော်တော်လေးပေါ်ပေါ်တော်တော်လေးရေလာတွေ့ရတယ်အဲ့ဒါကပုံနာကျုံမြို့နယ်မှာဒေသခံပေါင်းများစွာရေပေးတဲ့နေတယ်ရေပေးတဲ့တော့ကျွန်တော်အကူကြီးလေးဘဲမှမရဘူးဘဲမှမရအကူကြီးလည်းဘဲမှမရရွှေပြောင်းကြလည်းမရှိဘူးသူမစားဖို့တော့လည်းမရှိဘူးပြီးတော့ကျမ်းမာရေးစင်ကိုချက်တွေအများကြီးပဲ အဲ့တော့အေးရတော့ဗျာယနေ့ဒီရခိုင်နိုင်ငံကိုစိတ်ကူးရင်တော့တောင်းမှရှိပြည်သူတွေကလှိမ့်အောင်ခံနေရတယ်လှိမ့်အောင်ခံနေလက်ရှိကမြရေးပေးတဲရှိဖြစ်နေတာအဲ့မှာရခိုင်ပြည်နယ်မှာကအငတ်ပေးပြီးကျွန်တော်စစ်ပေးပြီးရင်ရေးပေးပြီးရင်ကျွန်တော် ကျမ်းမာရေးပေးဘေးမျိုးစုံအားလုံးကရခိုင်ပြည်နယ်မှာအားလုံးရှိတယ်ခင်ဗျားတို့ရွတ်ကြည့်လိုက်ဒုက္ခအားလုံးရခိုင်ပြည်နယ်မှာအားလုံးရှိတယ်ဒုက္ခအားလုံးရခိုင်ပြည်နယ်အားလုံးရှိတယ်ဒီနေရာတွေအားလုံးကကျွန်တော်တို့ဒါထုံးမြင့်နိုင်ဖန်တီးလိုက်တာပဲဒီကိစ္စလည်းထုံးမြင့်နိုင်ကသူ့ရဲ့မျိုးဆက်လိုက်ဖြေရှင်းမကိစ္စဖြစ်သွားပြီပြီးခဲ့တဲ့မိုခါမုန်တိုင်းကာလမှာတက်မတော် မြန်မာနိုင်ငံရဲ့ဖွဲ့နိုင်ငံဝန်ထမ်းတွေပြည်သူတွေအားလုံးစုပေါင်းပြီးတော့ရခိုင်ပြည်နယ်မှာကျွန်တော်တို့မိုးကမုန်တိုင်းသစ်ဒေသတွေပြန်လည်ထူထောင်ရေးအတွက်အားလုံးကျွန်တော်တပ်မတော်ရေးဦးဆောင်မှုနဲ့အားလုံးတက်ညီလက်ညီလုပ်ခဲ့တယ်။အဲ့ဒီအရာတွေအားလုံးကိုရိုက်ချိုးလိုက်တာကထုံးပြနေပါ။လက်ရှိတော့ကျွန်မရခိုင်ပြည်နယ်ကြီးမှာအကုန်လုံးအမောင်ကြတယ်။တော်တော်ကြီးအမောင်ကြတယ်။ဘာကြီးဆက်ဖြစ်မလဲပေါ့ဗျာ။ဆက်ကြည့်ရမှာပေါ့။လက်ရှိတော့ကျွန်တော်တို့ရေကြီးကြီးရှမ်းမှုတောင်ချက်ဖြစ်လာပြီ။ရေကြီးကြီးရှမ်းမှုတွေဖြစ်လာပြီးတော့ကျွန်တော်ဝမ်းပြောင်းဝမ်းရှုံးမှုတွေဖြစ်လာမယ်။ကျမကြီးခရက်တွေဖြစ်လာမယ်။ကျမကြီးခရက်ဖြစ်လာရင်ခင်ဗျာစားတော့ယူတဲ့ခရက်တွေဖြစ်လာပြီ။ခရက်တွေအများကြီးခင်ဗျာဒီလိုဆောက်ဝိုင်းလိုလဲနေတာ။ရခိုင်လူထုတွေဒါကျွန်တော်ကြောကောက်ပြီးခံရမယ့်နေတာဖြစ်သွားပြီ။ ပညာတတ်ရခိုင်ရခိုင်တိုင်းသားတွေပြီးရင်ကျွန်တော်တို့ပတ်စံရှိတဲ့ရခိုင်တိုင်းသားတွေပေါ့ပြီးရင်ကျွန်တော်လူလက်တန်းသားတွေပေါ့ရခိုင်ပြည်နယ်မှာရှိတဲ့ကျွန်တော်တို့လူလက်တန်းသားတွေဒီပတ်စံရှိတဲ့အတိုင်းဝိုင်းတွေပြီးရင်ကျွန်တော်တို့ဒီရန်ကုန်မှာရန်ကုန်မှာဒီတာသမီရှိတဲ့ကျောတောင်နောက်ကရှိတဲ့မိသားစုတွေအားလုံးကတော့ရန်ကုန်မန္တလေးကိုရွှေ့ပြောင်းလာတယ်ကြံခဲ့တဲ့ပြည်သူတွေကတော့ဗျာကျွန်တော်တို့ဒါအောက်ခြေဘဝတွေပေါ့အောက်ခြေဘဝကြံခဲ့တာသူတို့ကတော့ဒီလှိမ့်မြောက်ခံမနေတာဖြစ်သွားပြီဒီအဲ့ဒီလိုစာဝိုင်းကြီးဖြစ်လာဖို့အတွက်ရေးဆွဲခဲ့တာထွန်းပြနေပါပဲထွန်းပြနေပါပဲနောက်တဲ့အခြေအနေတစ်ခုပေါ့နောက်တဲ့အခြေအနေတစ်ခုကတော့ကျွန်တော်တို့ဒါနောက်ချိုဘက်ကိုပြောတင်ပြပါမယ် နောက်ချိုးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒါဟိုနောက်ချိုးမှာနောက်ချိုးမှာနောက်ချိုးနဲ့ပတ်သက်ရင်ကျွန်တော်တို့ဒီစစ်မြေမှာရှိနေတဲ့ကိုခိုင်စောပေါ့ဗျာကိုခိုင်စောကတော့ဒီနောက်ချိုးမြို့ရဲ့9မိုင်ခန့်အကွာကိုတက်မလို့စစ်ကြောင်းတွေရောက်နေပြီလို့သူကတော့ဒါရေးသားထားတာတွေ့ရပါတယ်လက်ရှိဒီတက်မလို့စစ်ကြောင်းတွေကကန်ကြီးနောက်ချိုးကိုကျော်လုံးပြီးတော့ရွှေသွုံညံတော်တရကုန်းတို့ကိုဆက်လက်တိုက်ပိုက်ထားပါတယ်အဲ့တော့ဆိုတော့ကဒီတက်မလို့ကနောက်ချိုးမြို့နဲ့ဆိုရင်တက်မလို့ရောက်တဲ့နေရာက9မိုင်လောက်ပဲလို့တော့လေ9မိုင်ဆိုဘယ်လောက်သွားမှာလဲဗျာခင်ဗျာကားနဲ့ခင်ဗျာဘယ်နှမိနေလဲ1 minute 1 mile 1 minute 1 mile နဲ့မသွားပါနဲ့အဲဒီဒီဟိုပါပေါ့တမိနစ်ကိုတမိုင်ကို1 minute သွားလိုက်ကီလို90နဲ့ပဲမှာ တဏ္ဍာရီကိုဟောဟောတမိနစ်ကိုတမိနစ်ကိုကျွန်တော်တို့မိုင်90နဲ့မောင်းလိုက်ကီလို90နဲ့မောင်းလိုက်ပေါ့ကီလို90နဲ့မောင်းလိုက်ဒီမှာ7မိနစ်လောက်ရောက်သွားပြီ7မိနစ်လောက်ရောက်သွားတဲ့နေရာဖြစ်သွားပြီဤသွားပြီကျိုးစုပိုင်းကျိုးစုပိုင်းရောက်တော့မယ်တက်မလို့စစ်ကြောင်းတွေကလည်းကျွန်တော်တို့ဒီတောင်ခန်းကတွေ23မိုင် area ကတော့တောက်လျှောက်ရှင်းနေတယ်ပဲလက်ရှိမှာကျွန်တော်တို့နောင်ချုံမြို့က9မိုင်ခန့်ကိုရောက်သွားပြီအဲ့တော့နောင်ချုံမှာရှိတဲ့ပြည်သူတွေအခုလည်းတပြေပန်းနေရှာလာကြတပြေပန်းနေရှာလာကြတက်မလို့စစ်ကြောင်းတွေဝင်လာတယ်တပြေပန်းနေလည်းကျိုးစု တက်ပြီးတော့ချက်ချောင်းနေနောင်ချိုမျိုးကိုရောက်လာပြီကျွန်တော်တို့ကလည်းနောင်ချိုလာခဲ့မယ်နောင်ချိုဒေသကိုလာခဲ့မယ်လာခဲ့မယ်အဲ့တော့နောင်ချိုကတော့ဗျာခင်ဗျာ TNL ရဲ့ဒါလက်ညောင်ခမ်းတဲ့နေရာပဲပလောင်ကိုပလောင်တုံးပေါ့ပလောင်တုံးတဲ့ပလောင်တုံးတဲ့ဒီနောင်ချိုဖြစ်တာပေါ့တော်တော်တုံးပါလေပလောင်နေတုံးတာမဟုတ်ပါဘူးဓနုလည်းတုံးပါလေဓနုအကြံဖက်တွေတုံးတယ်မန္တလေးပြည်ရဲ့အကြံဖက်တွေတုံးတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီဒီပတိန်ကြီးနဲ့ကျွန်တော်မရီယာချင်းနေမှာဆိုရင်တော့ဒီလမ်းကြောင်းပွင့်မှုတော့တပွိုက်မယ်လို့ရတယ် လက်ရှိတပ်မတော်နေမြေရှင်းလင်းမှုတွေတောက်ချလုပ်နေတယ်ဒီပသိဉ္ကြီးနဲ့မရီယာကြားထဲမှာဗျအနီးအနီးလေးနားမှာဗျဒီမရီယာအေရီယာအနီးနားမှာအကြမ်းဖက်သမိုင်းစုံမှုကုန်းတကုံးရှိတယ်အဲ့ဒီနေရာကိုတပ်မတော်ကဒီရှင်းလင်းမှုတွေလုပ်နေတယ်အဲ့ဒီအေရီယာပွင့်သွားပြီဆိုတော့ခင်ဗျားအများပြည်သူကဒီမန္တလေးနဲ့ကျွန်တော်တို့ပသိဉ္ကြီးကိုကျွန်တော်အခက်ပြန်းပြီးသွားလာလို့ရသွားမယ်နေတာဖြစ်သွားပြီလက်ရှိတပ်မတော်တောက်ချနေမြေရှင်းနေတယ်အားလုံးကောင်းပါတယ်အဲ့ဒီရှင်းနေပြီးရင်ကျွန်တော်တို့ဒီရောက်တိုင်းနဲ့ရခိုင်မြို့နယ်တောင်မဲအဆက်မှာလည်းတော်တော်လေးဒီတိုက်ပွဲတွေတောက်ချရှိနေတယ်ဗျာတော်တော်တောက်ချရှိနေပါတယ်အဲ့တော့ဟိုအကြမ်းဖက်သမိုင်းအောင်းနေတယ်လို့မဟုတ်ပါဘူးအောင်းနေတယ်လို့မဟုတ်ပါဘူးကြောက်ပြူလဲကျွန်တော်တို့လက်ရှိတပ်မတော်ကောင်းပါတယ်ကျွန်တော်တို့တည်ရတာတော့ကြောက်ပြူလဲကျွန်တော်တို့ဒါအားရ